ဟဲ့ဒီနေ့တော့ကဘာဝချန်ခန်းကြီး53ဖြစ်ပါတယ်။ခန်းကြီး53အငယ်1မှ55ခန္ဓာပြည်၌အလွန်အစာခုံးမသည်ဖြစ်၍အဲကုတုပြည်မှ ဆောင်ခဲ့သောစပန်းကို စားကုန်ပြည်မှအဖကတဖန်တော်၍ငါတို့စားเสียအနေငယ်ကိုဝယ်ချပါအုပ်ဟုဆို၏။ယူဒကလည်းထိုသူသည်ကျွန်ုပ်တို့ကိုကြက်ကြက်ချင်းချောက်လျက် တင်တို့ညီမပါလင်ငါမျက်နာကိုမမြင်ရဟု ပြောထားပြီကျွန်ုပ်တို့ညီကိုထဲ့လင်တွား၍အဖတ်စားဖို့ရန်ဝယ်ပါမည်ညီကိုမထဲ့လင်မတော်ပါအကြောင်းမူကားထိုသူကတင်တို့ညီမပါလင်ငါမျက်နာကိုမမြင်ရဟုပြောထားပြီဟုအဖတ်အားပြန်ဆိုလေ၏ဣသရေလကလည်းတင်တို့၌ညီရှိမှန်းကို ထိုသူအားပြော၍အဘဲကြောင့်ငါကိုညှင်းဆဲကြသည်ဟုဆိုသော သူတို့ကထိုသူသည်ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးအနွယ်တို့ကိုကြက်ကြက်မေးလျက်သင်တို့အဖအသက်ရှင်သေးသလိုညီရှိသေးသလိုဟု မေးသောအခါကျွန်ုပ်တို့သည်သူ၏စကားသဘောကိုလိုက်၍ပြန်ပြောရပါ၏သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမိကို ကျွန်ုပ်တို့သည်အမှန်သိနိုင်ပါသလိုဟု ဆိုကြ၏ရှုရကလည်းသူငယ်ကို ကျွန်ုပ်နှင့်အတူလှုပ်ပါတို့ပြုလျင်အဖမှဆက်၍ ကျွန်ုပ်တို့နှင့်သူငယ်များတို့သည်မတည်အသက်ရှင်ပြီးအကြောင်းကျွန်ုပ်တို့ထား၍သွားကြပါမည်ကျွန်ုပ်သည်သူ၏အာမခံဖြစ်ပါမည်ကျွန်ုပ်တွင် သူ့ကိုတောင်းပါသူ့ကိုပြန်၍မဆောင် အဖတ်ရှိမှမထမ်းလျင် အစင်မပြတ်အပြစ်ကိုခံပါစေဤမြတ်လောက်မဖြစ်နှဲလျင်အကယ်၍ဒုတိယအချိန်တွင် ပြန်ရောက်ပါပြီဟု အဖတ်ဤဒေလာအားဆို၏အဖတ်ဤဒေလာကလည်းတို့ဖြစ်လျင်ဤတို့ပြုကြလော့ ထိုသူအားဆက်เสียဖို့တင်တို့အိဝတ်တို့တွင် ခန္ဓာပြီအတိအမျိုးအကောင်းဆုံးဒီဟုသောဗလစံစီအနေငယ်ပြားရအနေငယ်နန္တမျိုးမူရံစီတိအေဒီဗာဒံတီတို့ကိုယူကြလော့တင်တို့လက်၌ငွေနဆကိုလဲယူကြလော့အိဝတ်တွင်ဆောင်ခဲ့သောငွေကိုတဖန်လက်၌ဆောင်သွားကြဦးလော့ထိုအမှုသည်တတိလက်တော်အမှု ဖြစ်ဟန်ရှိ သင်တို့ညီကိုလည်းယူ၍တဖန်ထိုသူတို့ထံထသွားကြလောထိုသူသည်သင်တို့အကိုတယောက်နှင့်ဘိယံမင်းကိုလွတ်လိုက်မိအကြောင်းသင်တို့သည် သူစိတ်နှင့် တွေ့ရသောအခွင့်ကိုအနန္တတကုရှင်ဘုရားသခင်ပေးတော်မူပါစေသောတို့ရတွင်ငါသည်တားဆုံးခြင်းကိုခံရလျင်ခံရတော်မူဟုတားတို့အားဆိုသည့်အတိုင်းသူတို့သည် ထိုလက်ဆောင်ကို၎င်းမိမိလက်၌ငွေနှဆကို၎င်း ဗိယာမင်းကို၎င်းယူ၍ထပြေးလျင်အေဂုတ်တို့ပြည်သို့သွား၍ယောသတ်ရှိမှရည်နေကြ၏အငယ်၁၆မှ25သူတို့နှင့်အတူဗိယာမင်းပါလာဒီကိုယောသတ်မြင်လျင်ဝန်စည်းကိုခေါ်၍ဤသူတို့ကိုအိမ်သို့ခေါ်သွားလောအကောင်များကိုတတ်၍စားစရာကိုပြင်ဆင်တော့သူတို့ဒီငါနှင့်အတူမွန်းတက်စာကို စားရကြလိမ့်မည်ဟု မာထားသည့်အတိုင်ဝန်စီပြု၍သူတို့ကိုယောသအိမ်သို့ခေါ်သွား၏ယောသအိမ်သို့ခေါ်သွားသောအခါသူတို့သည်ငါတို့အိမ်၌ယမန်ပြန်ပြေးသောငွေကြောင့်ခေါ်သွင်းပြီးသူသည်အမှုရှာလိမ့်မည်ငါတို့ကို အပြစ်ပြုသည်ဖြင့်ကျွန်ခံစေ၍မြဲတို့ကိုတိမ့်လိမ့်မည်ဟု ဆိုကြပြီလင်ယောသ၏ဝန်စီ၏ဤသို့ချင်းကပ်၍အိမ်တကားနာမှနှုတ်ဆက်လျက်သခင် ယမန်ကအကျွန်ုပ်တို့သည်အစာကိုဝယ်ခြင်းငှာအမှန်လာပါ၏စခန်းတို့ရောက်၍အိမ်များကိုဖွင့်သောအခါလူတိုင်းဆိုင်သောငွေသည်အလင်းမလျော့ပဲအိမ်ဝတ်တွင်ရှိပါ၏ထိုငွေကိုတပန်းဆောင်ခဲ့ကြပါပြီယခုလည်းအစာကိုဝယ်ခြင်းငှာအချားသောငွေကိုကို၌ဆောင်ခဲ့ကြပါ၏ထိုငွေကို ကျွန်ုပ်တို့အိမ်များ၌အဘယ်သူထမ်းဒီကိုမသိနိုင်ပါဟု ဆိုကြသော ဝန်စီကချမ်းသာပါစေမစိုးရိမ်ကြနှင့်တင်တို့ဖျားသခင်တင်တို့အဖအီဖျားသခင်သည်တင်တို့အိတ်များ၌ဗန္ဒာကိုတနာတော်မူပြီးတင်တို့ငွေကိုငါခံရပြီဟု ဆိုသည်ဖြင့်ရှီမန်ကိုထုတ်၍အလိုက်လေ၏ယောသန်အိမ်တို့တွင်ပြီးမှဝန်စီသည် ရေကိုပေး၍ခြေဆီးစေ၏မြဲတို့ကိုလည်းကျွေးလေ၏မွန်းတဲ့အချိန်၌ယောသန်လာလိမ့်မည်ဟု သူတို့သည်မျော်လင့်၍လက်ဆောင်ကိုပြင်နှင့်ကြ၏ထိုအိမ်၌သူတို့သည်အစာကိုစားရလိမ့်မည်ဟုသူတို့သည်ကြားလေသည်အငယ်26မှ34ယောသတိအိမ်သို့ရောက်သောအခါသူတို့သည်ကို၌ပါသောလက်ဆောင်ကိုအိမ်ထဲယောသထံသို့တွေး၍သူရှိမှဥညွတ်ချလျက်နေကြ၏ ယောသတိနှုတ်ဆက်ပြီးလင်တင်တို့အဖဒီဟုသောတင်တို့အရင်ပြောသော အသက်ကြီးသူသည် ကျမ်းမာပါ၏လော အသက်ရှင်သေး၏လောဟု မေးလင်သူတို့ကကိုရောချွန်ကျွန်တော်တို့အဖသည် ကျမ်းမာပါ၏အသက်ရှင်ပါသေး၏ဟုပြောလေဥညွတ်ချ၍ရှ िख ိုးလျက်နေကြ၏ထိုအခါယောသတိမျှော်ကြည့်၍မိမိအမိဤသားမိမိညီရင် ဘယံမင်းကိုမြည်လင်ဤသူကားတင်တို့အရင်ပြောသောတင်တို့ညီဖြစ်တော်ဟုမြည်လျင်တင့်ကိုဖျားသခင်ကယ်မတနာတော်မူပါစေသောငါသားဟုဆိုပြီးမှညီရင်းကိုမြင်ရ၍ကျင်နာသောစိတ်ရှိသောကြောင့်အလင်းမြန်ထသွားလေ၏ငိုရာရက်ကိုရှာသဖြင့်အိတ်ခမ်းတဲသို့ဝင်၍ငိုလေ၏တဖန်မျက်နှာကိုတိ၍အိန္ဒြေချုပ်တီးလျက်ပြင်သို့ထွက်ပြီးလျှင်စပွဲကိုပြင်ကြဟု အမင်းရှိ၏ယောသဖို့တပွဲ အကူတို့ဖို့တပွဲယောသနှင့်စားသောအေဂုတ်ထုလူတို့ဖို့တပွဲအတီးအတီးတို့ကိုပြင်ကြ၏အေဂုတ်ထုလူတို့သည် ဟေပြဲလူတို့နှင့်အတူမစားရထိုအမှုကိုအေဂုတ်ထုလူတို့သည်ယွန်တက်ကြ၏ညီကိုတို့သည်အကြီးမှဆ၍အငယ်တိုင်အောင်အရွယ်အလိုက်ယောသရှိမှထိုင်နေကြ၏သူတို့သည်အချင်းချင်းကြိရှု၍အံ့ဩခြင်းရှိကြ၏ ယောသတိလေသူတို့စားရန်အဖို့အတီးတီးတို့ကိုမိမိထံမှပေးလိုက်၏။ဘိယမင်ရသောအဖို့သည်အကိုတို့ရသောအဖို့ထက်ငါဆများသတည်။သူတို့သည်တောက်၍ပျော်မွေ့ခြင်းသို့ရောက်ကြ၏။ Okay, now jump by my bien, dude, jump by, bye-bye.